ဟုတ်ဗျာဒီနေ့ကတော့တကယ်မှမြန်မာပြည်အတွက်သမိုင်းဝင်နေရတညပဲနော်ဒီအာဆီယံမှာတော့လာပြီးတော့နော်ကျွန်တော်တို့အားပေးနေတဲ့ဒီမန်ယူကလာပြီးရှုံးနေဆိုတာတော်တော်ကိုအတုံးမကြတာပဲဗျာဒီမန်ယူတင်းမှာနော်နောက်တန်းနေမှာဘာတွေများအားနည်းချက်တွေရှိနေလဲ နော်ရှီတန်းအကောင်တွေကလည်းဘာလို့အပိုင်ရတဲ့အခွင့်အရေးတွေကိုအဆုံးမတက်နိုင်တာလဲပေါ့နော်ဒါတော့မှဒါနော်ဒီအာဆီယံအော်စတာမှာဒါမြန်မာတယောက်ပဲပါလို့နော်မြန်မာများကျွန်တော်တို့၁၁ယောက်လောက်များပါရင်အဲကျွန်တော်တင်ချာနဲ့ပြောရင်ဘူးနော်ဒီလက်ချိုးမီပဲနဲ့ခဏန်းပေါင်းစံနဲ့အမြန်ထိုင်ပြီးတော့တွက်နေရမလားမသိဘူးနော်မြန်မာတွေကြီးရဲ့ မြန်မာ All Star မှာမြန်မာ All Star ဆိုပြီးတော့အာဆီယံ All Star ပဲနဲ့ကျွန်တော်မြန်မာမြန်မာ All Star အသင်းဆိုပြီးတော့ဟာလာအဲ့လိုပြောင်းခေါ်ရမလို့ဖြစ်နေเนาะအခုကဒါမမောင်လင်တယောက်ပဲဒါပါလို့เนาะဘလွယ်ဖြစ်ဖြစ်ကိုအားပေးနေတဲ့အသင်းအတွင်းအသင်းเนาะကိုအားပေးနေတဲ့အသင်းအတွင်းခံရပြီမယ်ဗျာเนาะမြန်မာလူမျိုးတယောက်နေနေတော့ဒါကျွန်တော်တို့ကဘာမှာဒါနာမည်ကြီးတဲ့ဒီကျွန်တော်တို့ ဒီအင်္ဂလန်နော်အသင်းသင်းကိုအနိုင်ယူလိုက်တာဟာအရန်ကိုဂုဏ်ယူဖို့ကောင်းပါလေပြီးတော့ဒါကျွန်တော်တို့နိုင်ငံကမြန်မာနိုင်ငံသားတယောက်ဖြစ်တဲ့ဒီမမောင်လင်းတူရဲရဲ့နော်တွင်ကိုနဲ့အနိုင်ရသွားတယ်ဆိုတာပို့ပြီးတော့ကျွန်တော်ဂုဏ်ယူဖို့ကောင်းပြီနော်မန်သင်းအနေနဲ့ဒါဘလို့များရှစ်ဆက်ပြီးပါရီအပြောင်းလဲတွေဖြစ်မလဲတော့မပြောတတ်ဘူးနော် မင်းလည်းမမောင်းလည်းတော့ဝယ်ရမလို့ဖြစ်နေတယ်နော်ရှိသမျှဖလားလည်းအကုန်လက်မဲ့နော်နော်ပရီးမီးယားလီမှာလည်းအစင်ဟာဟိုးအောက်ရောက်နေပြီတပြေးပြေးနော်အဲ့တော့ဒီတော့ပါပဲမိုင်းသိန်းကိုဆက်လက်ပြီးအားပေးနေပါတယ်နော်ကျွန်တော်တို့မြန်မာအတွက်တော့ဒါနိုင်ငံကုံဆောင်နိုင်တဲ့အတွက်အများကြီးဝမ်းသာတယ်ဒါကျွန်တော်တို့ ြောမယ်ဆိုရင်လူပြည်ရအတ္တဇင်းနဲ့မိုးဘဝအတ္တဇင်းလာပြီးတော့နော်စုံရတယ်လို့ပဲပေါ့နော်တတော်ခဲရင်းနေပေါ့နော်ဒါပေမဲ့ဒီမှာမမောင်လွင်ကဟာလာမိနစ်82မိနစ်မှာဒါသူအကောင်းဆုံးရတဲ့အခွင့်အရေးတစ်ခုကိုသူအဆုံးသတ်နိုင်သွားတဲ့အတွက်ကြောင့်မို့အများကြီးဝမ်းသာပါနော်ကျွန်တော်မြန်မာလေးကိုဒါကဘာလဲပို့ပြီးတော့တည်သွားပြီပေါ့နော်